ဲနောက်ထပ်ရောက်လာတဲ့ဆရာမခန့်ခိုင်လည်းရောက်လာတဲ့တော့ပေါ့နော်အဲအလုံးတီအောင်ပေါ့နော်မိတ်ဆွေအမင်္ဂလာပါဆမအတန်ချလာမသိနော်ကြားရစင်ဟုတ်ကဲ့ဟုတ်ကဲ့အလုံးမင်္ဂလာပါပါလို့ကျွန်တော်နာမည်ကတော့အကောက်မှာရေးထားတဲ့တိုင်နီကိုမူးဖြစ်ပါတယ်လို့လောလောဆယ်ဒီမှာမက်ဆောက်မှာရှိနေတာဖြစ်တယ်ဆိုတော့ရှာသိင်းနဲ့ကျွန်တော်နဲ့လည်းထိုင်းနိုင်ငံတခွင်ပြပြစီအောင်အင်္ဂလိပ်သွားခဲ့ တာဖြစ်တယ်ဆိုတော့ဒီမိနစ်လေးပေါ့နော်ကျေးဇူးတော်အဖေဆက်တဲ့ကသူ link ကိုပို့လာတဲ့အခါမှာပေါ့ဟာဒါဆက်တဲ့ပို့လာတဲ့ link ဆိုတော့ဗာများလဲဆိုရင်ကျွန်တော်ဝင်ကြည့်တဲ့အခါမှာချရတဲ့ဒီမှာမူရဆောင်နေညီကိုမွန်နမတွေကိုတွေးတဲ့အခါမှာသူပဲဝမ်းမြောက်ပါတယ်ခုနတုန်းကလည်းဆီမကပြောတယ်နောက်ဆုံးတော့ကလာရဲ့ရေးသိချင်းလို့ပြောတဲ့အခါကျတော့ဒီစကလုံးကကျွန်တော်တို့နှလုံးသားကအရင်ဟာထိစေတဲ့စကလုံးဖြစ်တယ်ပြီးတော့ကျွန်တော်လက်ရှိလည်းလှုပ်ဆောင်နေတဲ့အရာဖြစ်တယ်နော် ပြီးတော့ကျွန်တော်နည်းနည်းတိတိခန့်ချင်တယ်ကျွန်တော်ကအရင်တော့ကကရင်စစ်သားကရင်ယူစစ်သားတယောက်ဖြစ်တယ်ဆိုတော့ဘာဖြစ်လို့ပြောင်းလဲလာလဲဆိုတော့တရက်တော့ကျွန်တော်ကကင်းဆောက်ရင်းနဲ့အပေါ်မှာကျွန်တော်အရာရှိတယ်ကသူကဖျားเจ้าနဲ့မှဖျားเจ้าတဲ့ရင်းနဲ့အဲ့ဒီတရားဟောဆရာသူဘာဟောလဲဆိုတော့ရန်သူကိုချစ်ပါတဲ့အကြီးကျယ်သူကပြောတယ်ရန်သူကိုချစ်ပါလို့သူကပြောတယ်ကျွန်တော်တို့နေ့တိုင်းနေ့တိုင်းအာတိုက်ပွဲလုပ်တဲ့ခါမှာလေ ကိုယ့်ရဲ့ရန်သူလားမိတ်ဆွေလားဆွေမျိုးလားညီကိုမောင်နှမလားမသိရတဲ့လူတွေကိုကျွန်တော်တို့ကလိုက်ပြီးသတ်နေတာပေါ့နော်ဆိုတဲ့ခါကျတော့ဟာဒါဆိုလို့ရှိရင်တော့ငါလှုပ်တဲ့အလုံးနဲ့ဒီရန်သူကိုချစ်ပါဆိုတဲ့တရားဟောချက်ကငါနဲ့မကိုက်ဘူးပေါ့ဒါဆိုလို့ရှိရင်ငါဘာလုပ်ရမလဲဆိုတော့ငါဒီကနေထွက်မှဖြစ်မယ်ပေါ့နော် လူဆိုတာဖျားမရှိတဲ့ချိန်မှာຢာဒူးသူမဟုတ်ဂုံတခုရှိဖို့လိုတယ်ຢာဒူးဆိုတာတော့ခုနကကျွန်တော်ပြောတဲ့ပက္ကတနာဖြစ်ပြီးတော့ဂုံဆိုတာကတော့ငွေပေါ့ကွာဆိုတော့အခုကျွန်တော်ຢာဒူးမရှိတော့ဘူးဆိုရင်ငွေရှိဖို့တော့လိုတယ်ဆိုတော့လူတိုင်းလူတိုင်းကတော့ခုနညီကိုတယောက်ဘန်ကောက်ကနေပြီးတော့တက်တိခံသွားတဲ့ညီကိုတယောက်လိုပဲအော်ချမ်းသာဖို့လိုတယ်ပေါ့ပတ်သက်ရှိဖို့လိုတယ်အဲအကြောင်းမို့ကျွန်တော်တို့ကအချိန်တိုတူးမှစူပါစတာဖြစ်ဖို့ဆိုတာ ဘယ်လိုလောက်ရလဲဆိုတော့ကျွန်တော်တို့မတရားတဲ့နီလာနဲ့တွားမှဖះမတိတဲ့ခါကျတော့နော်မတရားတဲ့နီလာနဲ့တွားမှကျွန်တော်တို့အချင်းတူတူမှချမ်းသာမယ်ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်မူကြီးဆိုးရတဲ့ကြည်ကျဲရောက်ဝဖောက်ကားပြီးတော့မှအဲ့ဒီဖွဲ့စည်းကနေပြီးတော့မှနောက်ဆုံးကျွန်တော်နာမည်ပြည့်ပြီးတော့ထုတ်ခံလိုက်ရတာဖြစ်တယ်ဆိုတော့နောက်ဆုံးကျွန်တော်တူတူနဲ့ပြောရမယ်ဆိုလို့ရှိရင်ပြည်နာမှာရောင်းစခံရပြီးတော့ယေရှုခရစ်တော်ကိုတော်တဲ့နေရာမှာခေါ်ဖွဲ့လက်ခံပြီးတော့မှအဲ့ဒီဘုရားက တကယ်သိရှင်တဲ့ဘုရားဖြစ်တယ်ဆိုရင်နော်ကျွန်တော်ကိုအိမ်ပြဖို့ပါပို့မိသားစုနဲ့အတူအသက်ရှင်လေးပြန်တွေ့ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘုရားနောက်ကိုလိုက်ပါမယ်ဆိုပြီးတော့မှကျွန်တော်ဂတိပေးခဲ့တာဖြစ်တယ်ဂတိပေးခဲ့တဲ့အတိုင်းပဲပေါ့နော်ဘုရားသခင်ကလည်းကျွန်တော်ကိုမိသားစုနဲ့ကောင်းမွန်စွာပြန်တွေ့ရတဲ့အခွင့်ပြည်တယ်အဲ့ဒါကလည်း2009ခုနှစ်မှာဖြစ်ပါတယ်2010မှာလည်းဆရာဒီဗီလာရဲ့အဲဆေဘေမောင်ထိန်က online ပေါ်မှာအရင်ပြန်နှံ့တဲ့ချိန်မှာအော်လူဆိုတာကိုကိုကို who i am เนาะကျွန်တော်ကိုကိုကိုပြန်သိပြီးတော့မှအကိုဘာလုပ်ရမလဲဆိုတဲ့အရာပေါ့เนาะခုနပြောသလိုတက်သိပေါ့ဆိုတော့လက်ရှိမှာနေရာဒေသအသီးသီးကနေပြီးတော့မှเนาะကျွန်တော်တို့တို့တွေမှုတော့ဆောင်ပြီးတော့ပါဝင်ကြတယ်ဒီမိနစ်နှုတ်ကပတ်တော့ကျွန်တော်အစားဆုံးနားထောင်ပါတယ်တရှင်တော်ဝိညာဉ်တော်ရဲ့လမ်းပြချင်းနဲ့ဥပ္ပစ္စေဆရာဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့မှဆရာလက်အာအသေးစိတ်ဝင်ခတ်သွားရတယ်ဆိုတော့ ကျွန်တော်ကလည်းဖြစ်ဆွဲပြီးတော့မှပြောချင်တာအခုတချို့တွေတိုင်းမှာရှိတယ်ခုနအော်ဆရာပေါ့အမတယောက်ဆိုလို့ရှိရင်သူကအချင်းမိုင်မှာရှိနေတယ်တချို့တွေအမေရိကနိုင်ငံရဲ့အတီးတီးသောနေရာတခြားနေရာလည်းရှိပါအောင်မယ်နော်ဆိုတော့ကျွန်တော်တို့ကအခုလေအရင်တုန်းကနားမလည်ဘူးကျွန်တော်တို့ဆိုရင်အမြဲတမ်းကိုယ့်ကိုမြန်မာပြည်သားမြန်မာပြည်သားဆိုပြီးတော့ပြောကြတယ်မဟုတ်လားဟုတ်တယ်နော်ဒါပေမဲ့တကြီးကြတော့ဖះကလေကျွန်တော်တို့ကထိုင်းနိုင်ထိုင်းနိုင်ငံမှာနေတဲ့အခါမှာလေအရာကြောက်ရတယ် အထောက်ထားမရှိလို့ပြင်ထွက်ရင်လည်းအရန်ကြောက်ရတယ်ဆိုတော့အဲ့ဒါနဲ့တည်ရတော့ကျွန်တော်တရားဟောရင်ဘုရားကကျွန်တော်ဘာဖို့ပြလဲဆိုတော့တင်းနင်းတော့မြေကိုတင့်ဝငါအပိုင်ပေးမယ်ဆိုတဲ့နှစ်ခွတ်တော်ပြောတဲ့အခါမှာကျွန်တော်ဒီမြန်မာပြည်သားမဟုတ်ဘူးထိုင်းနိုင်ငံလည်းမဟုတ်ဘူးเนาะအမေရိကလည်းမဟုတ်ဘူး around the world ဖြစ်တယ် hallelujah hallelujah ဆိုတော့ဘုရားကကျွန်တော်တို့ထိုင်းနိုင်ငံကိုဘာဖြစ်လို့ပို့တာလဲเนาะ ဒုက္ခရောက်တယ်ဟုတ်တယ်မဟုတ်လားထောက်တာမရှိဒုက္ခရောက်တယ်လောက်ကံမရှိဒုက္ခရောက်တယ်ကျွန်တော်တို့ဆိုအသိတော့မရှိတော့ပူဆိုးတယ်ဥင်္ဂလီလောက်တဲ့အခါမှာဟာခင်ဗျာကျွန်တော်တို့မိကုခဏခဏမိခံတယ်ခင်ဗျာတို့ဘယ်သိတော့လဲဘယ်ဖွဲ့စီလဲဘာအောင်ခက်လဲဆိုတဲ့မိကုလေးတွေပေါ့နော်အများအားကျွန်တော်မိခံရတယ်ဆိုတော့အဲ့လိုမျိုးမိတဲ့အခါမှာဟိုမယုံကြည်သူကိုလည်းကျွန်တော်တို့ကကြောက်လန့်နေရတယ်လို့အာနာပဲနေကိုလည်းကြောက်ရ ကြောက်ရတယ်ပြီးတော့ကိုယ်ယုံကြည်သွယ်ချင်းချင်းလည်းပြန်ပြီးကြောက်လန့်နေရတယ်ပေါ့နော်သို့တော်လည်းအဲ့လိုဖခင်ကဖွင့်ပြလိုက်တဲ့အခါမှာဖခင်သခင်ရဲ့အကြံစီကျွန်တော်တို့ထိုင်းနိုင်ငံပို့တယ်ဆိုတဲ့သူ့ရည်ချက်ပါလေတက်တည်ဖြစ်ဖို့ဖြစ်တယ်ဟာလေလုယာအခုတင်အမေရိကရောက်တယ်ဆိုတာဖြစ်ဖို့လေတက်တည်ဖြစ်ဖို့ဖြစ်တယ်အဲ့ဒီအရာကိုတည်သွားတဲ့အခါမှာအသက်ရှင်ရတာအရာတိတ်ပဲရှိလာတာဖြစ်တယ်ဟာလေလုယာမေဆေအဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတာတည်တဲ့အခါမှာဒီနေ့ 拍下来，哦，一手一手一手，这样都不咋看的，不要追焦的往看呢，这样都好假的嘛啦。咱们楼里阿老这样都几年了，他看一手几千也不都一样嘛嘞？啥嘛啥拉耳机，好啦，啥啥灯耳机，啊，对嘛，是的，啥夜照耳机，啥的皮毛呢？啥，对嘛，是的，尼古木呢？啥啥尼古木耳机，啥的皮，贵的个贵也得打呢。 တက်တည်ဖြစ်ဖို့တဖရာကကျွန်တော်တို့ခေါ်ထားတာဖြစ်တယ်ကျွန်တော်တို့လည်းခုနပြောသလိုမျိုးပေါ့နော်တချို့လည်းစဉ်းစားပါအမေရိကဆိုရင်ငါနဲ့ဝေးပါတယ် UN မရှိပါမရှိ no ဖရာသခင်ကမကြခင်မှာကျွန်တော်တို့ကလည်းအမေရိကကိုလည်းတက်တည်ထူဖို့ရန်ပို့နိုင်တဲ့ဖရာဖြစ်တယ် hallelujah နော်ထိုင်းနိုင်ငံမှာရှိနေတဲ့အချိန်မှာ တက်တည်ထူမယ်ဆိုလို့ရှိရင်တိုင်းနိုင်ငံကိုဘုရားသခင်ကဆက်ပို့ပြီးတော့မှတက်တည်ထူခိုင်းအောင်မှာဖြစ်တယ်ဟာလေလုယာဆိုတဲ့အခါကျတော့နော်ရံဝန်တာတယ်ဒီမှာရှယ်တဲ့ညီကောင်မနမတွေလည်းကျွန်တော်လည်းဟိုလေရှည်တဲ့ထဲမှာပါတယ်အဲ့တော့ဟိုတွေ့တဲ့အခြေတူတော်တက်မှာတော့ခွန်အားပေါ့နော်အာခွာပေးခြင်းနဲ့အရာလေးတခုက ရှိတဲ့နေရာမှာကျွန်တော်တက်တည်ဖြစ်ဖို့အတွက်ပဲအခု မိကုန်းနေကျွန်တော်မိကြမြန်မာပြည်မှာဘာဖြစ်လို့ဒီလိုဒီလိုဖြစ်တာလဲခရိယဘုရားကျောင်းနေအချစ်ချက်မိရှုခံရတယ်ဟလားခရိယယုံကြည်သူတွေတောင်းနေချီပြီးတော့မှဒုက္ခတွေတွေဖြစ်ကုန်တယ်ဘာဖြစ်လို့ဒီလိုဖြစ်တာလဲငါတို့အသက်ရှင်နေဘုရားကိုကူးကွယ်မဲ့ဘာလို့ဒီလိုဖြစ်တာလဲဆိုတော့တမန်တော်ခန်းကြီးတဲ့ငယ်ရှိဖြစ်တယ်ပထမဦးဆုံးဘုရားသခင်ကကျွန်တော်တို့တမန်တော်ခန်းကြီးတဲ့ငယ်ရှိဘလောက်ချစ်ဖို့ကောင်းလဲကျွန်တော်တို့မြန်မာနိုင်ငံသားဖြစ်ရတဲ့အခွင့်အာဏာ မြန်မာနိုင်ငံသားတန်း60ကျော်ကိုအင်္ဂလိပ်တရားပြောဖို့အတွက်မြန်မာတကယ်မြန်မာနိုင်ငံသားဖြစ်ရတဲ့အခွင့်ကိုပေးတယ်အခုအမေရိကန်နိုင်ငံသားတွေသူတို့ဘယ်လက္ခဏာဘုကောက်လဲသူတို့မှာဟောစရာလူမရှိဘူးဟုတ်တယ်မဟုတ်လားသူတို့စရာဟောစရာလူမရှိဘူးသူတို့နိုင်ငံသည်ကျွန်တော်တို့နိုင်ငံကိုအင်္ဂလိပ်တရားလှုပ်ခဲ့တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဟုတ်တယ်မဟုတ်လားအခုဖခင်ကကျွန်တော်တို့ထိုင်းနိုင်ငံကိုထပ်ပို့တယ်ဘာဖြစ်လို့လဲတချင်တော့မှကျွန်တော်တို့တွေအားလုံးလက်ဆွဲပြီးတော့မှကျွန်တော်တို့ဟိုဆူတောင်းခဲ့ကြတယ်မဟုတ်လား ငိုပြီးတော့ဆူတောင်းခဲ့တယ်လေမြမပြည်တွဲခရစ်တော်ပြရမယ်ငိုပြီးတော့ဆူတောင်းတယ်အဲ့တော့ဖခင်သိတ်ချစ်တဲ့မြမပြည်သားတို့သိတ်ချစ်တဲ့ဖခင်ကဒီမြမပြည်ကိုသရှိတ်လောက်တာရှိတ်လောက်တဲ့ခါကျတော့ပြောင်းလဲမဲ့လူတွေအားလုံးကိုတိုင်းတစ်ပါးကိုသူပို့တယ်တရုတ်ပြည်ဝင်လို့မရဘူးအိန္ဒိယဝင်လို့မရဘူးဘယ်ကိုပို့လဲထိုင်းကိုပို့တယ်ထိုင်းကိုမရောက်ခင်မှာကျွန်တော်တို့အရင်ထိုင်းကိုကျွန်တော်တို့ပို့ထားတယ်ဒီဘက်ကနေရှန်ကြလာတဲ့လူမနှီးတဲ့ကောနော် 抓漂亮么？我他们都不漂亮，去记得看嘛。就拿那小灯，你要的，哎呀，那烫呢，那生啊，要就拿印度的好宝贝。确实叫你去门来看 BB，哈利路亚。所以刚才了呢，他俩我抓了么？得嘴皮不皮的，给，他妈你要看你点个什么？得嘴么便宜，他妈你要看你闲个点嘛？你最近要了没？他这俺们出不什么物，就是对不皮的。 နှင်းစေကြီးရောက်လာပြီဆိုရင်ဘာဖြစ်လဲယုံကြည်သူတွေအတီးတီးကွဲလွင့်ပြီးတော့မှရောက်တဲ့နေရာတိုင်းမှာအင်္ဂလိပ်တရားဟောပြောတဲ့အတွက်ကြောင့်မို့အသိတော်တွေဖြစ်လာတယ်နောက်ထပ်ယုံကြည်တဲ့သူတွေဖြစ်လာတယ်ဟုတ်လားအခုတပါးမျိုးသားတွေယုံကြည်ခြင်းပြောင်းလဲတဲ့အခါမှာကျွန်တော်ဝမ်းမမြောက်ဘူးလားဝမ်းမြောက်တယ်ဘယ်လောက်ထိဝမ်းမြောက်လဲဆိုလို့ရှိရင်အခုအာဆရာသိန်းကိုသူရဲ့တက်တဲ့ခံချက်ကိုတချို့ကနားထောင်တဲ့အခါမှာလေအာဆရာနဲ့16ဝါနဲ့ဘာဖြစ်လို့သူများတွေကသူ့ ဟိုမင်းကိုနေမင်းကြတာဗောနော်29တော့နေဘာဖြစ်လို့ထွက်တာလဲသူလဲတချို့အရာတွေသူတက်တက်ခံပြေးတာဖြစ်ပါဖြစ်တာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့เนาะအရန်ဟိုအခုအခုပြောချင်တာဗာလဲဆိုတော့ဒီကာလမှာကျွန်တော်တို့မရိပ်သိရင်အာမင်ဒီကာလတွေမှာကျွန်တော်တို့မရိပ်သိမှုဆိုလို့ရှိရင်ကျွန်တော်တို့ခရိယံဖြစ်တာအမှုတော်ဆောင်ဖြစ်တာအလကားပဲအခု line မှာတယောက်နဲ့တယောက်ဟာဝိညာဉ်ဖတ်ခေရှိတာနဲ့မရှိတာ ဝိညာဉ်ဖက်ကလူဖြစ်တာနဲ့ဖျားဖြစ်တာအဲ့ဒီဥစ္စာနဲ့ fight နေတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်မလဲအဲ့ဒါကိုဝိညာဉ်ရေးရမှာအခွေရေးယူပြီးတော့ဝိညာဉ်ရေးရအမျက်ထုတ်တတ်ဖို့လိုတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဘာလုပ်မလဲဝိညာဉ်ကတည်ခြင်းလုံးကကိုအဓိကထားပြီးလောက်ရမှာဖြစ်တယ် hallelujah hallelujah နော် okay ကျေးဇူးတင်ပါတယ်ဒါကြောင့်မလို့တွေ့ရတဲ့ရှင်းရတဲ့ညီကောင်မတော်တွေကျွန်တော်တို့အတူတူလောလောဆယ်တော့နေရာလည်းမတူဘူးလူမျိုးလည်းမတူဘူးနော် ဒါပေမဲ့ဘာတူလဲယူပါယုံတူတယ်ဟာလေလုယာအဲ့အဲ့ဒီယူပါယုံတူသွားပြီဆိုကျွန်တော်တို့တရားတော်တရားလက်ဆွဲပြီးတော့လက်ဆွဲတယ်ဆိုတာလည်းအခုကျွန်တော်လှမ်းလို့ဆွဲလို့ရတာမဟုတ်ဘူးခင်ဗျာကျွန်တော်ရဲ့အိယာပေါ်မှာခင်ဗျာရဲ့အိယာပေါ်မှာကျွန်တော်တို့ကဘာလုပ်မှာလဲတယောက်နဲ့တယောက်အတွေ့တရိယာဆူတောင်းပေးကြဖြစ်ဝိညာဉ်တိုက်ပွဲဝင်ပေးပြီးတော့ကျွန်တော်ဟောပြောတဲ့အဲ့ဒီဝိအိဝိကလေးတရားတကူပါပြီးတော့လူတွေတက်တာပြောင်းလဲမယ်နော်နတ်ဆိုးတွေထွက်မယ်ဟုတ်လားလူသေးတွေထမ်းမြောက်မယ် မကြမ်းမတဲ့သူတွေပြန်ပြီးကြမ်းမာလာမယ်။စီးပွားပြက်တဲ့သူတွေပြန်ပြီးစီးပွားပြန်ဖြစ်လာမယ်။အင်ဝဂလိတရားကိုပြန်ပြီးထောက်ပံ့လာမယ်။တန်ကျွေတတိတွေပေါ်ထွက်လာမယ်။ဟုတ်လား။အင်ဝဂလိတရားကိုထောက်ပံ့ကြမယ်။တရားတွေဖြစ်လာဖို့တဲ့ဘုရားသခင်တရားမှာကျွန်တော်စုဆောင်းစုယုံတယ်လို့ပြောမယ်ဆိုမမှားဘူးလို့ကျွန်တော်ယုံကြည်တယ်။ hallelujah ။အဲ့တော့ heavenly ministry ကိုဒီထောင်ခဲတဲ့ညီကိုမနမတွေပါဝင်ဆက်ကသုံးတော့ပြုနေတဲ့ညီကိုမနမတွေအရောက်စီတိုင်းပေါ်မှာဘုရားသခင်ရဲ့ကြီးမားစွာသောဘွေသိခြင်းနဲ့အတူ တာရွေအသုံးပြုကောင်းကြီးပေးပါစေလို့မေတ္တာပေးဆုတောင်းပေးရင်းနဲ့တည့်တိခံချက်ကိုအဆုံးသတ်ပါတယ်ရောက်စီတိုင်းဖြန့်ရှင်းကောင်းကြီးရှိပါစေအာမင်